မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်တွင်မော်တော်ယာဉ်ပေါ်မှတေဆောင်လာတဲ့ဆိုင်ကယ်များအတွင်းမှာဘိန်းပြူများဖမ်းဆီးရမိခဲ့ကြောင်း CCDAC မြန်မာ၏သတင်းထုတ်ပြန်ချက်အရသိရပါသည်။အကောက်ခွန်ဦးစီးဌာနမှအဖွဲ့များပါဝင်သောပူပေါင်းအဖွဲ့သည်2025ခုနှစ်မတ်လ9ရက်နေ့နနက်7:00နာရီချိန်ကအမရပူရမြို့နယ်ရွှေကြက်ရက်ကျေးရွာနီးတွင်ထွန်းတော်စော်အခထူးငယ်မောင်းနေကမင်းဆန်းမြထွန်းအခကိုမင်းလိုက်ပါလာသော Nissan Diesel အမျိုးအစားမော်တော်ယာဉ်အားစစ်ဆေးရှာဖွေခဲ့ပါသည်။ အဆိုပါရင်ပေါ်နေတည်ဆောင်လာသောဆိုင်ကယ်များအတွင်းမှဆက်ပြခွင့်များဖြင့်ထည့်ထားတဲ့ဘင်းဖြူ၄ချိန်3.99ကီလိုဒေတာကာလာပေါက်စီတန်ဖိုးငွေကျပ်969.5တိန်းနဲ့လက်ကင်ဖုန်းနှလုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။ဘင်းဖြူများသိမ်းဆည်းရမိခြင်းနဲ့ပတ်သက်ပြီးထွန်းထွန်းစော်ကထူးငွေ56နှစ်နဲ့မင်းဆန်းမြင့်ထွန်းခကိုမင်း18နှစ်တို့ကို အမရပူရာမြို့မှာရဲစခန်းတွင်မူရီစေဝါနှင့်စိတ်ကိုပြောင်းလဲစေသောစေဝါများဆန်ရာဥပဒေအရအမှုဖွင့်ရေးယူထားရှိကြောင်းနှင့်ဝင်းဆက်များဖော်ထုတ်လျက်ရှိကြောင်းသိရပါသည်။